်အပတ္တန်လည်းနဲ့သင်သွားခဲ့ရင်ဘယ်နှဖြစ်မလဲတပ္ပတိကတဘိခွေညိရိယံဝဝရမေတိရိစ္ဆာဏယောနိဝံဆိုတဲ့အတိုင်းအပတ္တန်လည်းနဲ့သင်ခဲ့ရင်ငရဲနဲ့တိရိစ္ဆာဏနှမျိုးတမိမျိုးသောဘုံဘောကိုကျင်းသည့်ဤကံရောက်မယ်ဘယ်နဲ့တော့သွားခြင်းကြလားအလဲပတ်တစ်ခါတော့မသွားခြင်းဘူးလားသွားကြည့်ရင်လည်းစမ်းကြည့်ကြပါလေဟုတ်တယ်မလားဒါကြောင့်ဒီလိုလိုနေဒီလိုဘုရားကတော့ပါအမိရှိတယ်ဘုန်းကြီးတွေတစ်ဆင့်ဖြစ်ရင် ကံကောင်းဆိုပြီးတော့ဒီလိုအမင်းရှိတယ်။အဲဒီကပြိတ္တတရားမူမကြဘူးတော့မသိဘူးဖောင်းမာတော့တပြီတော့ခဏခဏပြောလို့ရှိပါတယ်။မွန်လင်းမီမှာအဝိနည်းသမဟာရတ္တဂုရုဘွဲ့ရသော်မူတဲ့တောင်းလင်းလုံးစရောဖျားဆိုတာရှိပါတယ်။သို့တော့တောင်းလင်းစရောဖျားကရှင်ဘုနေသားပါ။ရှင်ရခင်အချိန်ခါကဒီမြောင်းပြင်ဖေမတင်ဝန်တိုက်မှသူကပညာသင်ခဲ့ပါတယ်။တဇတိယဓမ္မစရိယဘွဲ့ကို6ဝါမှရရှိခဲ့တယ်။ ။တဉ္ဇတိယသမသတိယဘွဲ့ရပြီးတော့နွေရည်ဒီကျောင်းစာဝါဒီပိတ်တဲ့အချိန်မှာမရိယာနေဘက်မှာမိမိရဲ့မိတ်ဆွေဘကကျောင်းထိုင်နေလို့မိတ်ဆွေကျောင်းမှာအနားယူရင်းအောင်ဆိုပြီးတော့မိတ်ဆွေနဲ့ခင်မင်းနဲ့သွားပြီးနေလိုက်တော့ငှက်ပြမိရော။ငှက်ပြမိလိုက်တဲ့အခါကျတော့ကိုယ့်ကိုယ်သေတော့မယ်ထင်တယ်။မရိယာဆက်ကထိုးချိထိုးခင်းထိုးချိကမှတော့နာမည်ကြီးတယ်အမှန်တန်ပြင်းထန်တယ်။ ကဲငါဘုန်းကြီးဝင်နေအဘဒန်းနဲ့တော့ငါမသိဘူးငါတိတ်ခါချမယ်ဆိုဘုန်းကြီးဝင်နေသိမယ်ဆိုပြီးတိတ်ခါချလိုက်တယ်။တိတ်ခါချပြီးတဲ့အချိန်ကကျတော့ဆေးရကိုယ်လည်းပျောက်သွားမသိဘူး။မသိတဲ့အချိန်ကကျတော့မန္တလေးယောဂလည်းကောင်းသွားရောမန္တလေးသူ့ရန်တကအိမ်ပြန်လာတယ်။ရန်တကအိမ်ရောက်တော့ဟာဦးသိန်းကြွလာတယ်ဆိုပြီးရန်တကကပြောပြတဲ့နဲ့ရှိခိုးတော့မဟုတ်ဘူးကြောဦးသိန်းမဟုတ်တော့ဘုန်းကြီးမဟုတ်တော့ကိုရင်ဖြစ်နေပြီဆိုပြီးပြောလိုက်။ဘယ်လိုဖြစ်လို့လဲဆိုတော့မအကျွမ်းချင်းချင်းပြောတော့အရှင်ဘုရား ယဉ်ယဟန်ခံမယ်ဆိုရင်တပည့်တို့ဉာဏ်နဲ့ကလည်းဖြစ်ခံယူပါမယ်အဲ့ဒါအရှင်ပြတ်ပြန်ပြီးဟန်ခံမှာဆိုတော့ကဲတပည့်တို့ပြန်ယဟန်ခံမယ်ဆိုပြီးမစွရင်သရောဘုရားကြီးကိုအဘိဓဇမဟာရတ္တကုလမစွရင်သရောဘုရားတတ်တော်ရှင်ဆေရောဥတ္တရိယပေါ့နော်ဆေရောကြီးတပည့်တို့ဆရာလေးတော်ဖို့ပါလေအဲ့ဒီဆေရောကြီးဒီမှာတော့ပြီးလျှောက်ပြီးတော့ယဉ်ခံလိုက်တယ်ယဉ်ခံပြီးသရောကြီးကမရိယကြီးကိုသိကြည်ညိုတာဖြစ်တော့သူက စတော့ပြီးတော့ဆိုတော့ဒီကနေ့စာချခိုင်းတယ်စာချကသိကောင်းတယ်ဒီကနေ့စာလိုက်တဲ့ငံကသိညာတယ်ဇရောကြီးကလည်းသိဝင်တာပြီးသိကြီးညိုတယ်ဘောနမင်းတောင်လေးလုံးကျောင်းတန်မှာကျောင်းတန်ကြီးနဲ့ဘုန်းကြီးကဓမ္မဂတိကဆရာတော်ဥစ္စတိလဥစ္စတိလကြီးကပြန်တော်မူတယ်ပြန်တော်မူတာကဇရောဥစ္စတိလမှာငွေသားတွေရှိတယ်ငွေသားတွေကရှိနေတာကို ကျောင်းမှာလာပြီးလက်သမားလုပ်နေတဲ့လက်သမားတွေကပြီးတော့လက်သမားတွေကဆရာတော်ကိုဓာတ်နဲ့ထိုးတတ်လိုက်။ဓာတ်နဲ့ထိုးတတ်လိုက်တဲ့ခါကျတော့ဆရာတော်ပြန်တော်မူသွားတယ်။ပြန်တော်မူတော့ဘုန်းကြီးမရှိတဲ့ခါကျတော့ထွန်ချင်းကမှာသာဥသင်တို့ရဲ့မိဘတွေကဥပ္ပံတော်ရင်ဥပ္ပံတော်ရင်တို့ကကွယ်လွန်သွားပြီဖြစ်တဲ့အတွက်။ဘာဖြစ်တဲ့ ဓမ္မီဥုံဖင်းနဲ့ဆာဥသွင်းတော့ကအဲ့ဒါမသွင်းတော့ဘုရားကြီးထံမှာလာပြီးကြောင်းနေပုံကြီးတောင်းတော့ဆရာဘုရားကကြီးညိုတာနဲ့တောင်းနေလို့ဆရာဘုရားကအလောင်းပေါ့လေအဲ့ဒီတောင်းနေလို့ဆရာဘုရားအလောင်းကိုအဲ့ဒါနောက်ပါတန်ခါ60နှစ်အဲ့ဒါဘုန်းကြီးမြင်ထဲ့လိုက်တယ်တောင်းနေလို့ကြောင်းမှဆရာကဇာတိချပြီးဒီလိုနေရာကနေ9နှစ်လောက်ကြာတော့ဘိဘက်ကကျွန်းတကျွန်းကကလေးလေးပြောက်ကတောင်းနေလို့ကြောင်းရောက်လာတယ်ရောက်လာပြီတဲ့အချိန်ကကြာတော့ သူဟာဓမ္မဂရိကဥစ္စတိလပဲဆိုပြီးသူကပြောတယ်။ပြောတော့အာအသိနေကြတယ်။အဲ့မှာသူ့ကိုကြည်ညိုတဲ့တကားနေဒီရေးပိုင်နေအေးပိုင်နေလည်းရှိနေတယ်လာကြတယ်။လာသူ့အကုန်မှတ်မိတယ်နာမည်တမ်းပြောတာပဲသူ့ရဲ့နာမည်ဘလူသူကအေးပိုင်သူကသူ့နာမည်ကဘလူစတဲ့အကုန်ပြောအကုန်မှန်းနေတယ်။စောင်းပြီးတော့လည်းကြည်ပြီးအာတိဆောင်တဲ့သစ္စာဟုတ်တယ်။ဒါသူလို့သူစီနေသွားတာပြောဒါလည်းအကုန်မှန်းနေတယ်။မှန်းတော့တောင်းလုံးစီရတော့သူကစဉ်းစားတယ် ဘုရားဟောကတော့မလွဲနိုင်ဘူးတခုခုတော့ဖြစ်ရမယ်ဆိုပြီးတော့အရဏဘာလုပ်လဲလူချင်းတဲ့ခံကြမှာအဲ့ဒီကလေးလေးကိုခေါ်ပြီးတော့ဟိတ်ကောင်မင်းဘိတ်ကိုဘယ်လိုရောက်သွားလဲငါပြောပြသားခေါ်တော့လေဒီကလေးလေးပြောတာကသိဘာဝကြတယ်ဒီစကားကိုသူကဘုန်းကြီးကိုပြောတာအကြောင်းရှိပါတယ်ဘုန်းကြီးကသူ့ကိုဆရာတော်ကိုရှောက်ကြည့်တယ်ဆရာတော် အဘနိဟတက္ကနဲ့မက္ကနဲ့ဖြစ်တယ်ဆိုရတဲ့ပတ်သက်လို့ဆရာတော်လက်ခံပါသလားဆိုပြီးဒီတော့မေးကြည့်တယ်လက်ခံတဲ့ကိုရောတဲ့ဆိုပြီးသူကဒီဝတ္ထုဇာကြောင့်ပြောပြတယ်အဲ့ဒါနဲ့ဒီကလေးကိုမေးကြည့်လိုက်တော့ကလေးကဘာပြောလဲဆိုကိုရောတပည့်တော်ကဓာတ်နဲ့ထိုးလိုက်တဲ့အခါကျတော့တပည့်တော်ကြောက်ကြောက်နဲ့ကန်းနဲ့ဆင်းကြည့်တာကန်းနဲ့လည်းရောက်တော့အိမ်မှာဘိတ်ခွမဲ့လေကြီးဒီစင်တွေ့တော့တပည့်တော်လေပေါ်ခုံခဲ့ပြီးလိုက်သွားတာ အဲ့ဒီရှင်ကြီးကကျွန်းကျွန်းမှာဘိကကျွန်းကျွန်းသွားကတော့တပီတော့အဲ့ကျွန်းမှာဆင်းကြင်ခဲ့ဆင်းပြီးတပီတော့လူဘရောက်သွားတယ်ဆိုပြီးလူကပြောတယ်ဘာဆိုလိုတာလဲဆိုတော့ဒီကဓာတ်နဲ့ထိုးသတ်လိုက်တဲ့အခါမှာပြုံးကနေသူကတည်တော့တော့ပိတ်တယ်ဘုရားပြောင်းသွားတယ်တရေဘုရောက်ကြောင်းနဲ့သူကဆင်းပြီးကန္နာဆင်းပြေးလိုက်တဲ့တရေဘုရားလေးဘုခုံတဲ့ဒီဘုခုံတဲ့ပြီးပိတ်လိုက်သွားပြီးကျွန်းနဲ့ကျွန်းပေါ်ဆင်းကြင်ခဲ့တဲ့အခါကျတော့ အကြောင်းအားဖြင့်သာသူအကျိုးပေးနေတဲ့အဘိဓမ္မကံဒီကလည်းခုံလို့ကုသိုလ်ကံဒီကလည်းအကျိုးပေးဝင်သားလာတဲ့ထမတယ်အဲ့ဒီမှာပြီးကျုံးကအမျိုးသမီးတိဝထမတော်ပြီးလူဝင်စားဖြစ်ကြတယ်ခုနှစ်သားလောက်ကြမှသူကအဲ့ဒီတောင်းလေးလုံးကိုရောက်လာတာရောက်လာတော့ဒီကလေးပြောတယ်လေအကုန်မှန်နေတယ်နောက်ဇတ်ထုတ်ကလေးတခုဆရာတော်ကဆက်ပြီးအမေးရှိတယ် ရင်နှံကြောင်းမှာသူတို့ခေတ်ကရင်နှံကြောင်းဆံမှုဘက်ကနာမည်ကြီးလို့ပြောတယ်။သူကရင်နှံကြောင်းကလည်းတွန်းတော်ပြီးဆံမှုဖြည်တယ်။ရင်နှံကြောင်းကပုဂ္ဂိုလ်ကြီးကလည်းဒီမန္တလေးတရားတရားကိုလာလာပြီးဖြည်တယ်။သူနဲ့ရင်းကြီးကြီးနဲ့မိတ်ဆွေတယောက်တရားတရားဓမ္မဆေးရပဲကိုရောသူလည်းဆက်တတ်ပေတတ်ပဲလေ။ရင်နှံကြောင်းမှာကြောင်းထိုင်နေတဲ့အခါကျတော့သူလည်းဒီနေ့မိတ်ဆွေတရိယာကနဲ့ရင်နှံကြောင်းရောက်သွားတယ်။ရောက်တဲ့အခါမိတ်ဆွေတွေစကားပြောရင်းနဲ့အန္တမတ္တလမ္မပြောရင်မရောက်သွားလဲဆိုတော့ ခရောအဲ့ဒီနေညောင်းကဆရာတော်ကသူ့မိရှိတယ်အမိရှိတယ်ခရောအပ္ပတ္တိကသက္ကတနဲ့မက္ကတနဲ့ဖြစ်နေဆိုတာအရှင်ပြမယုံနဲ့ဘာဖြစ်လို့လဲဟိုမှာတပိတော်ကုကမ္မရလူနဲ့မောင်စင်ကြီးကြီးဒါတပိတော်ဆရာပဲတပိတော်ဆရာဘယ်လိုနေရထိုင်နေဆိုတာအရှင်ပြလည်းသိတယ်တပိတော်လည်းသိတယ်သူ့မှာအပ္ပတ္တိမလို့ဘူးပဲအဲ့ဒါကုသူလူချင်းနေတယ်လူချင်းနေတယ်အဲ့ဒါကြည့်ပါလားဒါနဲ့တပိတော်လည်းမကျင်းဘူး မကျင်တဲ့တည်းနဲ့လူစင်းတဲ့ခံကြတော့ဒီမော်စင်းကြီးကိုခေါ်ပြီးမေးကြည့်တယ်ဟိကောမော်စင်းကြီးမင်းဘုန်းကြီးဘုရားနေတည်ပြီးတော့ဒီလူဘကိုတန်းရောက်လာသလားဂျားထဲမှာမင်းဗာမင်းဖြစ်သေးလဲဟာကိုရတပီတော့တရေဖြစ်နေတယ်တလားလောက်ကြာတယ်သူသူကဘိညာဘောဘုန်းကြီးဘုရားကနေဘိညာဘောကူးတယ်ဘိညာဘောကမှသူအတိကအကျိုးပေးမဲ့ကုသိုလ်ကံလေးကညစ်တဲ့လာတော့လူဘကိုတစ်ခါပြန်ရောက်လာခြင်းဖြစ်ပါတယ် ဒါကြောင့်တဏှိရောဖျားကြတော့ဗာမင်းရှိတယ်။ဘုန်းကြီးတွေတစ်ချိန်ပြင်ကံကောင်းမယ်။ဒါသူတပည့်တွေကိုဆုံးမှာ။ကံကောင်းလို့ပိတ်တာပြတာငရဲတန်းကြမသွားတာကအမှန်တန်ကံကောင်းတယ်။ဒါကြောင့်အရှင်ဖျားတို့အဘဒင်းနဲ့ဘောကိုအဆုံးသတ်ဖို့တော့မကြိုးစားကြပါနဲ့။